အာဆင်နယ်ကိုပကုံးချင်းရှင်နိုင်တဲ့အသင်းကပရီးမီးယားလိမှာတသင်းပဲရှိရတယ်လို့ပြောဆိုလိုက်တဲ့ဒယ်ရီ ချက်စီအသင်းရဲ့ကန်နဝင်ဟောင်းဂျွန်တယ်ရီကတော့ဒီရသည့်ပရီးမီးယားလိမှာချန်ပီယံစုအတွက်အာဆနယ်ကိုစိန်ခေါ်နိုင်မဲ့အသင်းတစ်သင်းတည်းသာရှိရလို့ပြောဆိုလာခဲ့ပါတယ်။တနင်္လာနေ့ကအမ်ရိတ်မှာစပါအသင်းကို၄ဂိုးတကိုးနဲ့အပြတ်အသတ်အနိုင်ရခဲ့ပြီးတဲ့နောက်နေပြမီခဲလ်အာဒီတာရဲ့အသင်းကဇယားထိပ်မှာ၆မဲ့အထိဖြတ်တောက်ပြီးတော့ဦးဆောင်နိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီရီဒုံကဒုတိယနေရာနဲ့သာအဆုံးသတ်ခဲ့တဲ့အာဆနယ်ကနောက်ဆုံးမှာတော့သူတို့ရဲ့အမှတ်ပေးဖလားဆလာမှုကိုအဆုံးသတ်နိုင်ဖို့ခိုင်မာတဲ့အနေအထားမှာရှိနေပုံပေါ်ပါတယ်။ တယ်။ချန်ပီယံဆုကိုကာကွယ်ရမယ့်လီဗာပူးကတော့အိမ်ကွင်းမှာနော်တီယံဖောရက်စ်ကို3-0ဂိုးမရှိနဲ့ရှုံးနေခဲ့တာကြောင့်ဒီယာဒီမှာမျောလင်းချက်မရှိသလောက်ဖြတ်သွားခဲ့ပြီဖြစ်ပါတယ်။မန်စီးတီးအသင်းကလည်းနယူကာဆယ်ကိုအဝေးကွင်းမှာနှစ်ဂိုးတစ်ဂိုးနဲ့ရှုံးနေခဲ့တာကြောင့်ချန်ပီယံဆုမျောလင်းချက်ကထိခိုက်ခဲ့ပါတယ်။အခုလိုမန်စီးတီးနဲ့လီဗာပူးတို့က9မက်နဲ့17မက်စီအသီးသီးနှောင်းကြနေတဲ့အချိန်မှာအာဆနယ်ကိုအနီးကပ်ဆုံးစိန်ခေါ်နေတဲ့အသင်းကတော့ဒုတိယနေရာကချယ်ဆီပဲဖြစ်ပါတယ်။ နေပြအန်ဆိုမာရက်စကာရဲ့အသင်းက စနေနေ့ကဘန်လီကိုအဝေးကွင်းမှာနှစ်ဂိုးဂိုးမရှိတဲ့အနိုင်ရရှိခဲ့ပြီးတော့သုံးပွဲဆက်အနိုင်ရသုံးပွဲဆက်ဂိုးမပေးရတဲ့မှတ်တမ်းကိုတည်ဆောက်နိုင်ခဲ့ပါတယ်။လာမယ့်တစ်ပတ်မှာတော့ Stamford Bridge မှာ Arsenal ကိုအင်ရှင်အဖြစ်လက်ခံရှင်ပြန်ရမှာဖြစ်ပြီးတော့ Champion League ပွဲမှာပြိုင်ဘက်အဖြစ်ဝင်ရောက်ဖို့အခွင့်အရေးရရှိမှာဖြစ်ပါတယ်။အဲဒီအတွက် Jerry ကတော့သူ့ရဲ့အသင်းဟောင်းကလက်ရှိမှာ Arsenal ကိုစိန်ခေါ်နိုင်တဲ့တသင်းတည်းသောအသင်းဖြစ်တယ်လို့ပြောဆိုလာခဲ့ပါတယ်။ဒီတစ်ပတ်မှာပွဲစည်းပွဲကောင်းရှိပါတယ်။ Arsenal က ချက်စီးအိမ်ကွင်းကိုလာကစားရမှာပါဒါဟာအရင်ရေးကြီးတဲ့ပွဲဖြစ်လာပါလိမ့်မယ်ဒါဟာချန်ပီယံစုအဆုံးဖြတ်ပွဲဖြစ်မယ်လို့တော့ကျွန်တော်မပြောပါဘူးဒါပေမဲ့ဒီနှစ်သင်းနဲ့တစ်သင်းကဖလားရမယ့်အသင်းဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်အတွက်တော့လီဗာပူးဟာချန်ပီယံစုပြိုင်ပွဲကနေတရာရာခိုင်နှုန်းထွက်သွားပါပြီ။လီဗာပူးကဒီအချိန်မှာတကယ်ကိုရုန်းကန်နေရတဲ့ပုံပေါ်ပါတယ်ဆိုပြီးတော့ဒယ်ရီကပြောဆိုသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း Gary Nabi ကတော့ယာတီဂျာလာရာနဲ့အမျှ Chelsea ဟာချန်ပီယံစုပြိုင်ပွဲကနေမိမ့်မိန်သွားမယ်လို့ပြောဆိုလိုက်ပါတယ်။ဒီပွဲကလာမယ့်တစ်ပတ်မှာ Chelsea အတွက်တကယ်စိတ်ဝင်စားစရာကောင်းပါလိမ့်မယ်။သူတို့အတွက်ကောင်းမွန်တဲ့စံနှုန်းတစ်ခုပါပဲ။ Chelsea နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ယာတီတစ်လျှောက်မြင်ရမယ့်အရာကတော့သူတို့နိုင်တဲ့လေကျွန်တော်ထင်ထားတဲ့ပွဲတွေကိုသူတို့အနိုင်ရပါလိမ့်မယ်။သူတို့ကကျွန်တော်တို့ကိုစိတ်ဝင်စားလာအောင်လုပ်ပါလိမ့်မယ်။သူတို့တွေချန်ပီယံစုနဲ့အနည်းဆက်ဆုံးရောက်လာပါလိမ့်မယ်။ ဒါပေမဲ့နောက်ပိုင်းမှာရမတီဆုံးရှုံးပြီးအဆင့်ကဒါမှမဟုတ်6အထိကျသွားပါလိမ့်မယ်။ပြီးရင်အဆင့်လေးကိုပြန်တက်လာပါလိမ့်မယ်။ကျွန်တော်တို့တို့ကိုအဆင့်6နဲ့1 3ချားမှလဲနေရအောင်မြင်ရမှာပါ။ဒါချက်စီးတရားဒီမှလဲနေမဲ့နေရပါပဲ။ချန်ပီလီဝင်ကွင်းကိုရဖို့အတွက်တို့မှလူငယ်ကစားသမားတွေအများကြီးရှိပါတယ်။တို့ပတ်စံအများကြီးသုံးဆွဲထားပါတယ်။အဲ့ဒီအတွက်တို့လိုချင်သလောက်မြန်မြန်ဖြစ်မလာသေးဘူးလို့ကျွန်တော်ထင်ပါတယ်။ တို့ကလီဖလာရနိုင်မဲ့အသင်းဖြစ်ဖို့နှိစက်နေပြီဖြစ်လို့ကျွန်တော်မထင်ပါဘူး။နေရာတချို့မှာတိတိတသားလိုအပ်ချက်တွေရှိနေပါသေးတယ်။ဒါပေမဲ့တို့ကောင်းပါတယ်။တို့ကကောင်းတဲ့အသင်းမှာတို့ကကြီးကျယ်ခံထားတဲ့အသင်းမဟုတ်သေးဘူးလို့တော့ကျွန်တော်ထင်ပါတယ်။ကြီးကျယ်ခံထားတဲ့ကစားသမားတွေလည်းမရှိသေးပါဘူး။တို့ကကောင်းမွန်တဲ့လူစင်းနဲ့ကောင်းမွန်တဲ့အသင်းမှာယနေ့မြုံနယ်မှုတွေလှူထားတဲ့အတွက်တို့တွေထိတ်ဆုံးလေးနေရာမှာပြီးဆုံးလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ တဖြည်းဖြည်းနဲ့တော့ချန်ပီယံစုအတွက်တို့နီးစပ်လာပါလိမ့်မယ်။တို့ကျွန်တော်တို့ကိုစိတ်ဝင်စားလာအောင် လုပ်ပါလိမ့်မယ်။တို့ကအနီးကပ်ဆုံးဖလားစိန်ခေါ်သူတွေလာလို့ထွေးစီပါလိမ့်မယ်။ဒါပေမဲ့ရာသီကြာလာတာနဲ့အမျှ ီလိုဖြစ်လာလိမ့်မယ်လို့ကျွန်တော်မထင်ပါဘူးဒါပေမဲ့လာမယ့်ပွဲကတကယ်ကိုခက်ခဲတဲ့အစမ်းသမ်းမှုပါပဲဒီလိုအသင်းမျိုးရဲ့အကြောင်းကိုအဲ့ဒီပွဲမှာရှာဖွေရမှာပါချက်စီယာလာမယ့်နှစ်နှစ်အကျွင်းချန်ပီယံဆုရချင်ရပါလိမ့်မယ်ဒါပေမဲ့အခုချိန်မှာတော့ဆူဖလာနဲ့နီးစက်နေပုံမပေါ်ပါဘူးဆိုပြီးတော့နဗီက ပြောဆိုသွားခဲ့ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးများရင်တင်ပါတယ်နောက်နေ့ရင်ဆက်မှုတွေမှာလည်း One Daily Sport ပရိသတ်မြေနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်ရှင်